တရေ6တဲ့လေရင်နံပါတ်407ဒီနေ့တင်ဆက်ပေးမှာကတော့လေရင်ပြတ်ကျပြီးမကျွတ်လွတ်သေးတဲ့အရာတွေပြည်နေနေတဲ့လေရင်ဟောင်းကောင်မှာပြန်ပြင်ပြီးသုံးမိတဲ့လေချောင်းလိုင်းရဲ့အဖြစ်လေးကိုတင်ဆက်ပေးသွားမှာပါဒါကအဖြစ်မှန်ကိုခြေခံထားတယ်လို့လည်းဆိုပါရယ်ဇလန်းရဲ့အစမှာကောင်မလေးတယောက်နဲ့ကောင်လေးတယောက်က remote လေရင်လေးကိုတငယ်ချင်းနှစ်ယောက်အတူမောင်းနေနေကြပါတယ်ကောင်မလေးရဲ့အိမ်မက်ကတော့ဒီနေ့မှာလေရင် pilot တယောက်ဖြစ်ဖို့ပါကောင်မလေးရဲ့နာမည်က gift ပါ gift ကလေရင် pilot ရှောက်ချင်ပေမဲ့သူ့အမိကတော့ ူမကို UK မှာចောင်းသားတက်ဖို့ပဲလှောက်ခိုင်းပါပါ။ GIF မိဘတွေကစီးပွားရေးသမားတွေဖြစ်ပြီး GIF ရဲ့မိကအလုပ်လောဘကြီးတဲ့သူတယောက်ဖြစ်ပါတယ်။မွေးနေ့မှာတော့အလုပ်အကြောင်းပဲပြောတဲ့ business woman မှာအခုလဲ GIF UK မှာចောင်းတက်နိုင်မှုအတွက်လုံးမန်းနေကြတာပါ။ဒီလိုနဲ့သူမတို့မိသားစု၃ယောက်ကအကြောင်းကိစ္စပေါ်လာလို့ဖုခတ်ကိုသွားဖို့ပြင်ဆင်ကြပါတယ်။သူတို့စီးရမဲ့လေရင်ကိုလေစိတ်ကထိုင်အောင်မှာစောင့်ဆိုင်နေကြပါတယ်။လီရင်ကစပိုင်းဆိုင်ရာခြုံရင်းမှုကြောင့်တူနာဘူမိလေးစိတ်ကနေဖူခတ်ကိုသွားဖို့ရနိုင်ွက်နောက်ကြပြီးမှထွက်နိုင်မှာဖြစ်တယ်လို့လေးစိတ်ကကြေညာနေပါတယ်။ဒါကို GIF ရဲ့ business woman ကြီးက ော့သူ့အချိန်တွေပုံလို့စိတ်မရှိဖြစ်နေပါဗါးနောက်ထပ်အဝိုင်းအောင် T-shirt နဲ့ Reggae ဆိုရင်ပုံစံနဲ့ Wave ဆိုတဲ့လူတယောက်လည်းသူတို့နဲ့အတူလေးစိတ်မှရှိနေပါဗါးလေရင်မထွက်ခင်လေရင် engineer တယောက်ဖြစ်တဲ့ band ကလေရင်ကိုအသေးစားစစ်ဆေးနေပါတယ်အဲ့ဒီအချိန်လေရင်မောင်မယ်တွေကလည်းလေရင်ပေါ်မှာလိုက်ပါဖို့လေရင်ရှိရာစီထွက်လာနေကြပါတယ်လေရင်မဲ့ကောင်းဆောင်နူကလေရင်ကိုအပေါ်စီကမြင်လိုက်တော့သူ့စိတ်ထဲမှာသုံးမတန့်ဖြစ်သွားပါတယ် ပြီးတော့သူမကလည်းမကြသေးခင်ကပဲဆီယဝင်းကလေရင်ပြန်တန်းခွင့်ပေးထားတာမကြသေးပါဘူး။သူမကလီဗီးယားကြောင့်စိတ်ထင်အောင်ထင်မာတွေဖြစ်တဲ့ဆိုပြီးလေရင်ပဲအလောက်ကနေခဏနားခံထားရတဲ့သူပါ။အခုမှဆီယဝင်းထောက်ခံကြတဲ့ပထမဆုံးအဖြစ်လေရင်မော်ကိုပြန်တက်ခွင့်ရတဲ့သူပါ။ဘန်ကလေရင်မဲခေါင်းဆောင်ဖြစ်တဲ့နူးကိုချစ်ကြိုက်နေကြတာကြာပါပြီ။ဒါပေမဲ့ဖွင့်မပြောပြလို့ဘေးနားကပိုင်လော့ကပါလှော်ပေးနေကြပါ။ဘာသာစကားအခက်အခဲဖြစ်နေတဲ့တရုတ်မလေးတယောက်ကသူသိချင်တာကိုမေးဖို့လူရှာရင်းနဲ့နှာဦးတယောက်နဲ့ကြုံရလို့ wave ကဝင်ခဲ့ပြီးရင်းကနေ wave နဲ့တရုတ်မလေးအန်နိုကခင်မြင်သွားရပါတယ်။ လေရင်စားထွက်ဖို့အချိန်ကြာရောက်လာပါပြီလေရင်ပေါ်မှာအရန်ကိုအသက်ကြီးအဖွားကြီးတယောက်လည်းပါလာသလိုအဲ့ဒီအဖွားကအမြင့်ကြောက်တက်လို့လေရင်မဲကစိတ်မပူဘူးဖြောင်းပြနေရပါတယ်လေရင်ပေါ်မှာ wave နဲ့ and လို့ပြန်ဆောင်ခဲ့ပြီးလေရင်ပေါ်မှာရှေ့ကုန်နောက်ကုန်ကက်လျက်တာဖြစ်နေပါတယ်ဒါပေမဲ့လေရင်ကကြာရက်မှာပြန်တန်းရတာဖြစ်သလို night flight mode လေရင်ကုန်တွေကတော်တော်များများလွတ်နေပါတယ် ် give ကတော့သူ့မိကအတော်လေးပွားလာကြအောင်သူ့မိဘရင်နဲ့ဝေးတဲ့လွတ်တက်ထိုင်ကုန်မှာသွားထိုင်နေပါတယ်။လေရင်ပြန်တမ်းဖို့ခွင့်ပြုပေးခဲ့ပေမဲ့လေရင်ဝမ်းပိုက်ထဲကအတန်တစ်ခုကြာလို့လေရင် engineer ဖြစ်တဲ့ band ကလေရင်စက်ခန်းထဲကိုဝင်ကြည့်ခဲ့ပါတယ်။တန်ချောင်းလေးတစ်ချောင်းကိုတွေးလို့အဲ့ဒီတန်ချောင်းပြုတ်ကြတဲ့အတန်လားလို့တွေးနေတော့အနောက်မှာအရေးတစ်ခုကဖြတ်သွားတော့ကို band ကတရီမထားမလိုက်မိပါဘူး။ ဘန်းပြန်ဆင်းမဲ့လို့တော့တကားကပိတ်သွားတာကြောင့်ဘန်းကအပြင်ကတယောက်ယောက်ပိတ်လိုက်တယ်ထင်လို့သူရှိသေးကြောင်အော်ပြောနေသေးပေမဲ့ဘယ်သူမှလာမဖွင့်ပေးပါဘူး။ gift တယောက်အနောက်မှာထိုင်နေတဲ့အချိန်ဘတ်စကတ်ဘောဘလုံးလုံးလိမ့်လာတာကြောင့်ကြည့်လိုက်တော့ကောင်မလေးငယ်တယောက်ကိုတွေ့တာကြောင့်ပြန်လှင့်ပေးလိုက်ပါတယ်။ဒါပေမဲ့ခဏကြာတော့အဲ့ဘောလုံးကပြန်ရောက်ခဲ့တာကြောင့် ဒီတစ်ခါတော့မပေးတော့ဘူးဆိုပြီးစနောက်ပြီးသူမှတင်ထားလိုက်ပါတယ်။နောက်ထပ်လေရင်ပေါ်ကိုဘုံကြီးတစ်ပါးတက်လာပါတယ်။ဦးစင်းကလည်းဒါဟာသူ့ရဲ့ပထမဆုံးလေရင်စီးရဲ့အတွေ့အကြုံပါပဲ။အဖွားကကြောက်နေလို့လေရင်မဲကအဖွားကိုမကြောက်ဘူးနဲ့ဒီလေရင်ကလုံခြုံမှုရှိရဲ့အကြောင်းပြောရင်အရန်ကြောက်နေရင်နံပါတ်1ကနေ20တိရေတွက်ကြည့်ဖို့အကြံပေးနေပါတယ်။အဖွားကလည်းတကယ်ကိုလိုက်လို့ခဲ့ပါတယ်။ gift ကတော့ဆနာကကောင်းပါလေရော။ ဘတ်စကတ်ဘောလုံးရောပျောက်သွားတာကြောင့်ထူးဆန်းနေပါဗါးလီယင်မဲခေါင်းဆောင်ဖြစ်တဲ့နူးကအဖွားရဲ့ယောဂါမှတ်တမ်းမှာနှလုံးယောဂါရှိရာကြောင့်အဖွားကိုကူးဆိုက်ဖို့မှာနေပါဗါလီယင်မဲရီကအဖွားရဲ့ကြောက်စိတ်ကိုဖြစ်ပြဖို့အတွက်အကနဲ့ safety ပစ္စည်းတွေကိုဘယ်လိုသုံးရမလဲဆိုတာဖျော်ဖြေရင်းပြောပြနေပါဗါအားလုံးလည်းအနှဲငယ်တော့စိတ်ပျော်သွားခဲ့ကြပါဗါဒါရီအားလုံးကလီယင်မဲခေါင်းဆောင်နူးရဲ့အစီအစဉ်တွေပဲဖြစ်ပါဗါဒီလိုနဲ့လီယင်ကစတင်ထွက်ခွာပါပြီမြေပြင်ကနေစတင်ထွက်ခွာခဲ့ပါပြီ လေရင်ထွက်ပြီဖြစ်လို့လေရင်ဝမ်းပိုက်တဲကဘန်းတယောက်လည်းအကင်အတွယ်မရှိခုံမရှိနဲ့ဒုက္ခတွေ့ခဲ့ရပါတယ်။လေရင်ကအမြင့်ပေကိုရောက်သွားပါပြီ။ကြောက်နေတဲ့ဖွာကိုနှစ်သိပ်ဖို့လမ်းလျှောက်သွားရမှာအနောက်ကသွေးကွက်တင်တဲ့ခြေရာတွေကို gift နဲ့ဦးစင်းကတွေ့လိုက်ပါတယ်။သူတယောက်ထဲမြင်လိုက်တာလားဆိုတာသိကြခြင်းနဲ့ gift ကဦးစင်းကိုတွေ့လိုက်လားမေးပေမဲ့ဦးစင်းကမတွေ့ဘူးဘာမှမတွေ့ဘူးဆိုပြီးအကြောက်ကန်ညင်းပါတယ်။ဒါပေမဲ့နူးရဲ့အပြန်လမ်းကိုနှစ်ယောက်စလုံးကယူဆိုင်ကြည့်ခဲ့ပါတယ်။ဒီဒီချိန်မှာတော့ဘာမှမတွေ့ရတော့ပါဘူး။ ဒါပေမဲ့ဥစဉ်ညာတော့ပေါ်သွားပါတယ်ဥစဉ်ကတော့ဖျားစာတွေပဲရွတ်နေခဲ့ပါတယ်လေရင်ပေါ်မှာ NG ရဲ့ရုပ်ရှင်ကိုနောက်ကနေကြည်ရင်က N နဲ့ wave ကပိုနီးစပ်သွားကြပါတယ်ဒါကြောင့် wave ကရှေ့ခုံကိုပြောင်းထိုင်လိုက်ပါတယ်လေရင်ကမုန်တိုင်းတစ်ခုတည်းကိုတိုးဝင်နေရပါတယ်အဲဒီချိန် wave ကအင်တာထဲမှာမျက်နှာသွားသိရင်းကနေမျက်နှာမှာဒဏ်ရာရလာခဲ့ပါတယ် ါကိုအန်ကသတိထားမိလို့ပြောပြချိန်မှာ wave ကလေရင်မဲတယောက်ကိုမေးကြည့်ပေးမယ်လေရင်မဲကမျက်နှာမှာဘာတန်ရာမှမရှိဘူးလို့ပြန်ဖြေပါတယ်တကယ်တမ်းအန်ပြန်ကြည့်တဲ့အချိန်မှာလဲခုနက600ကမရှိတော့ပါဘူးအဲ့ဒီအချိန်မှာဘဝနဲ့လူကြီးတယောက်ကတခုခုပိုးကက်သလိုဖြစ်နေပြီးခေါင်းကလည်းတပတ်လဲသွားပါတယ်အဲ့ဒီနောက်အဲ့ဒီလူကသတိမေးသွားပါတယ်ဒါကိုလေရင်အမှုရန်တွေအားလုံးတွေးလိုက်ရပေမဲ့မတွေးလိုက်ရတဲ့ခီးတွေကိုဖုံးထားလိုက်ပါတယ် လေရင်ရှီကန်နဲ့ကပိုင်လော့တွေစီမှာဝမ်မိုက်ထဲကနေအချက်ပြမီလင်းလာကြောင်းသွတ်စစ်ပေးဖို့လေရင်မူကလက်ထောက်ပိုင်လော့ကိုခိုင်းလိုက်ပါတယ်ပိုင်လော့သွတ်စစ်ချိန်မှာသူသူငယ်ချင်းလေရင်အင်ဂျင်နီယာဘန်ကိုတွေ့ခဲ့ပြီးအပေါ်ကိုခေါ်လာခဲ့ပါတယ် ဘန်းရဲ့ခေါင်းမှာတော့လေရင်တက်တုံးကရတဲ့ဒဏ်ရာအနည်းငယ်ရထားပါတယ်လက်ထောက်ပိုင်လောကသူဆက်ပြီးစစ်ဆေးဖို့အတွက်အောက်မှာပဲနေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒါကအဲ့ဒီလက်ထောက်ပိုင်လောကိုနောက်ဆုံးတွေ့ရတာပဲဖြစ်ပါတယ်လက်ထောက်ပိုင်လောကမီးနဲ့ထိုးကြည့်ချိန်မှာထူးဆန်းစွာနဲ့လေရင်ကလုံးဝဟောင်းလွမ်းနေတာကိုတွေ့လိုက်ရပါတယ်ခဏကြာတော့လက်ထောက်ပိုင်လောပြန်တက်လာခဲ့ပြီးမဲ့ဝိညာဉ်လိုဖြစ်နေပါတယ်လေရင်အပြင်ကိုယ်တွေကထူးဆန်းစွာပဲဟောင်းလွမ်းနေပါတယ်ရုပ်တရက်လေရင်ပေါ်ကလူတချို့ကထူးဆန်းစွာ ပြုတ်မှုလာပါတယ်။လင်းကမုန်တိုင်းတွေကဖြစ်ရင်အောက်ဆီဂျင်စနစ်ချိုယွင်းသွားလို့အောက်ဆီဂျင်ပြတ်တောက်သွားရပါတယ်။ဒါကြောင့်မဲ့ရေပေါ်အောက်ဆီဂျင်စနစ်တွေကိုခြာပေးခဲ့ရပါတယ်။နောက်ဘက်ကလူတွေကိုသွားကြည့်မယ်ဆိုပြီးသွားခဲ့တဲ့အချိန်မှာအဲ့မှာရှိတဲ့လူတွေအကုန်လုံးကတေကုန်ကြပြီပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲအရင်ကလင်းရင်မှန်ဝစ်စုံဟောင်းနဲ့တွန်းလန်းဟောင်းနဲ့ကော်ဖီယူအောင်လားဆိုပြီးမင်းရောကိုနူးကထူးဆန်းစွာတွေ့လိုက်ရပါတယ်။ဒါနဲ့နူးလေကြောက်တာနဲ့ရှေကန်းကိုပဲပြန်လာခဲ့ပါတယ်။လက်ရှိအချိန်ကြောင်ပိုင်းလော့ကန်ကိုဆက်သွယ်ပေးမယ်ဆက်သွယ်လို့မရခဲ့ပါဘူး။ပိုင်းလော့ကန်ရဲ့ပတ်စဝတ်ကိုနှိပ်လည်းမပွင့်လာခဲ့ပါဘူး။ဖုန်းဆက်လည်းပိုင်းလော့ကန်ကမကင်ပါဘူး။အားလုံးကကြောက်ရံနေကြပါပြီ။ ခုဆိုအသက်ရှင်ပါမလားဆိုတဲ့အတွေ့နဲ့လေယံမူရန်းတွေကိုလည်းဖိအားပေးလာကြပါတယ်ဒီမှာ give ကအမေကျမတို့ခုသုံးနေတဲ့အောက်ဆီဂျင်ကမိနစ်30ပဲခံမယ်ဆိုတာကိုပြောပြလိုက်ပါတယ်ဒါကြောင့်အမေသူများကိုဖိအားပေးနေတာတွေရပ်ပါတော့လို့ပြောလိုက်ပါတယ် ဘန်းကတော့ဒါကလေရင်ကအမြင်ကနေကြတာမို့လေဖျားပြောင်းလဲကြောင်းအထင်အောင်ထင်မှားတွေဖြစ်တာတည်ရမဟုတ်ဘူးလို့ဖြောင်းပြပါတယ် give me ကမင်းတို့ကလေရင်ဝန်ထမ်းတွေပဲအစင်ပြောင်းလုပ်ပေးရမယ်ဆိုပြီးပြောလာတာကြောင့်ဘန်းနဲ့နူကလေရင်ဝမ်းပိုက်တဲ့ဆင်ပြီးအောက်ဆီဂျင်စနစ်ကိုသွားပြင်ပါတယ်သူတို့ကိုယ်တိုင်လည်းအောက်ဆီဂျင်တယောက်တစ်ပူးစီပဲရှိကြပါတယ်ဒီလိုနဲ့ပြင်နေရင်းနဲ့ပဲအောက်ဆီဂျင်ကုန်လာတာကြောင့်နူကမူးမေ့ပြီးမိပြပေးနေတဲ့နူလည်းလဲကျသွားပါတယ်မိပြပေးရင်နူလဲကျသွားတာကြောင့်ဘန်းကသူ့အောက်ဆီဂျင်တပူးတွေကိုပဲနှစ်ယောက်မျှတုံးဖို့ပဲရှိပါတော့တယ်ဒီလိုနဲ့နှစ်ယောက်တယောက်တစ်လဲစီအောက်ဆီဂျင်စနစ်ကိုဆက်ပြင်ခဲ့ကြပါတယ်အပေါ်မှာတော့အန်တယောက်တည်းရပူး နေပြီတောင်းကျမ်းနေပါတယ်ဗဇက်ကနေလည်းနူးကိုမကျေနပ်ဘူးဆိုပြီးပြောသွားပါတယ်နင်းအသက်အတွက်ပြေးသွားတယ်ငါတို့ကိုထားခဲ့တယ်နင်းသေရမယ်ဆိုတဲ့စကားကိုလည်းပြောသွားခဲ့ပါတယ်အောက်ဆီဂျင်တစ်ပြည့်ပြည့်နဲ့ပြတ်လာခဲ့ပါပြီအောက်ဆီဂျင်နည်းလာမှုကြောင့်သရေတွေကိုလည်းပုံမြင်လာရပါတယ်အဖွားကတော့ငါခုမကြောက်တော့ဘူး နင်းနောက်လိုက်ခဲ့တော့မယ်ဆိုပြီးသူ့ယောက်ျားပုံလေးကိုထုတ်ကြည့်ပြီးစကားတွေပြောနေပါတယ်အောက်မှာလည်းဘန်လို့လဲနောက်ဆုံးအောက်ဆီဂျင်နည်းနည်းလေးနဲ့မရမကပြင်ခဲ့ပြီမယ်နောက်ဆုံးမှာတော့ရာလက်ကောင်ရခဲ့ပြီလေရင်ပေါ်မှာအောက်ဆီဂျင်ပြန်ရသွားခဲ့ပါတယ်တရစစ်မီရီလည်းပြန်လင်းလာခဲ့ပါတယ်အားလုံးကလည်းသတိမေ့မလို့ဖြစ်နေရကနေသတိပြောင်းဝင်လာခဲ့ကြပါတယ်ဒါပေမဲ့အဖွားကတော့သတိရမလာတော့ပါဘူး give me ကတော့ new ဆိုတာဘာတူလဲသူတို့ကနင့်ကိုလိုချင်တာငါတို့အသိမခံနိုင်ဘူးသူ့ကိုပေးလိုက်ဆိုပြီး new ကိုပြဿနာရှာပါတယ်အားလုံးကောင်းမွန်နေစေရမယ်လို့ပြောပါတယ် ဘန်ကတော့နူးသွားရင်ငါကသွားမယ်ဆိုပြီးနောက်တွဲဘက်ကိုထွက်သွားပြီမဲ့အချိန်နေမဟန်တာကြောင့်ရှေ့တွဲစီပဲပြန်လာခဲ့ရပါတယ်။နူးမှတ်မိသွားတာကဒီလေရင်ကတစ်ချိန်ကအဖြစ်ဆိုးတွေဖြစ်ခဲ့တဲ့လေရင်ဆိုတာပါပဲ။အဲဒီတုန်းကသူကအခုလိုလေရင်ပဲခေါင်းဆောင်တော့မဟုတ်သေးပဲအလုတ်တင်လေးပဲရှိပါသေးတယ်။တပြိုင်တည်းထဲမှာပဲလေရင်ပဲတည့်ရည်ပေါ်လာပြီးနူးကိုခေါ်ဖို့ကြိုးစားကြပါရစေ။ ။အင်္ဂလိပ်လင်မယားအတွဲကအင်တာနဲ့ဝင်ပြေးပြီးတကားပိတ်ထားပါတယ်။အန်ကတော့ wave ကိုကူညီတောင်းပေမဲ့ wave ကတရေဝင်ပူထားမှုတဲ့အန်ကိုကြောက်သွားပါပြီ။အနာမကက်ရဲတော့ပါဘူး။ဒါပေမဲ့တနာစိတ်လေးနဲ့တစ်ခါလောက်ကဲဖို့လုပ်ပေမဲ့ထပ်ပြီးတရေပူသွားတာကြောင့် wave လည်းစိတ်မထိန်နိုင်မဲ့ကြောက်စိတ်နဲ့အန်ကိုမိသက်စေဘူးနဲ့ရိုက်ထုပြီးတက်လိုက်ပါတယ်။အဲဒီနောက်ကြောက်စိတ်မပြေသေးတဲ့ wave ကအင်တာတကားကိုဖွင့်ပေးဖို့အင်္ဂလိပ်လင်မယားကိုပြောရင်းလက်ကလည်း မိသက်ဆေးဦးနဲ့တကားကိုထူရင်းကနေတကားပွင့်သွားခဲ့ပါပြီ။အင်္ဂလိပ်ယောက်ျားကိုမိသက်ဆေးဦးနဲ့ထူတက်မိခဲ့တယ်လို့ဖြစ်သွားပြန်ပါတယ်။အဲဒီနောက်အဲဒီလူကသူမိမကိုဖိအားမိတဲ့ကြောင့်သူမိမဖြစ်သူလဲဘေးစင်ထဲမှာယောက်ျားခန္ဓာကိုပြီးပြီးရေမွမ်းတာကြောင့်တင်းမလို့ဖြစ်သွားရပြန်ပါတယ်။ဒီမှာပဲ wave 3ဝင်လာပြီးယောက်ျားကိုဖယ်လိုက်လို့မိမကတော့အသက်ရှင်သွားပါတယ်။အဲဒီအချိန်မှာ gift ပြောက်နေတာကိုသတိထားမိသွားပါတယ်။ခုနကပြေးကြရင် gift တယောက်ဘယ်ဘက်ကိုပြေးသွားမှမသိပျောက်သွားခဲ့ပါဗျ gift ကိုလင်းပေါ်မှာရှာတာမတွေ့လို့လင်းရင်အောက်ဘက်ကိုဝင်ပုံးတာဖြစ်နိုင်တယ်ဆိုပြီး တာဝန်ရှိရလေရင်မဲကိုရှာပေးရမယ်လို့ gift မိကဖိအားပေးပါတယ်ဒါကြောင့်မဲ့ new bank နဲ့ gift ရဲ့အဖေတို့၃ယောက်သာလေရင်အောက်ပိုင်းကိုထပ်ဆင်းလာရပြန်ပါတယ် wave ကလည်းအပေါ်မှာမနေရဲလို့လိုက်မယ်ဆိုပြီးလိုက်လာခဲ့ပါတယ်အောက်ရောက်ချင်းမှာပဲသူတို့ကိုစောင့်ကြည့်နေတဲ့တရေတွေကိုတွေ့လိုက်ရပါတယ်ဒါကြောင့် bank ကမင်းနောက်ဆုံးအချိန်လုံးကဘလို့ရှင်ကြံခဲ့လဲဆိုပြီးအတင်းမိပါတယ်အစာပိုင်းတော့မတည်ဘူးဆိုပြီးဖြစ်နေပေမဲ့ new ကသူကြောက်လုံးလို့မျက်စိမှိတ်နေလိုက်ပါတယ်မျက်စိဖွင့်လိုက်တော့လင်းကအောက်ရောက်နေပြီလို့ပြောပြပါတယ်ဘန်းကဒါဆိုဒါကနီလန်မဲဆိုပြီးအားလုံးမျက်စိမှိတ်ထားလိုက်လို့အကြံပေးပါရတယ် သူတို့မမြင်ရရင်သူတို့ကြောက်စရာမလိုတော့ဘူးဆိုပြီးတယောက်တစ်လက်တွဲထားလိုက်ပါတယ်အပေါ်မှာတော့ဂေးဖြတ်မေကစိတ်ဖောက်သွားပြီးမြင်မြင်သမျှလူတိုင်းကိုတရေပဲထင်ပြီးအသေးကိုလိုက်တက်နေပါတယ်အားလုံးမျက်စိမိတ်ထားဖို့ပြောရမယ်လေယောက်ထဲမှာကြောက်တက်တဲ့ wave ကမျက်စိဖွင့်ကြည့်လိုက်မိပါတယ်အဲ့မှာပဲ wave တယောက်ကြောက်ကြောက်လန့်လန့်နဲ့တွေးရလန့်လန့်နဲ့တိုက်ခိုက်လိုက်တာအပေါ်မှာ give me လိုက်တက်နေလို့ထွက်ပြေးနေရတဲ့လေရင်မေကအောက်ရောက်မှ wave ပစ်လိုက်တဲ့လက်နက်ကြောင့်တည်သွားခဲ့ရပါတယ်အောက်မှာကလေးကိုမတွေးတော့ရတဲ့ကြောင့်သူတို့၃ယောက်လည်းအပေါ်ကိုပြန်တက်လာချိန်မှာနေရာနှက်မှာတရေတွေကိုပုံစံမျိုးစုံနဲ့တွေးရပါတယ် ဆေးလွတ်နေတဲ့ give me က wave ကိုတက်လိုက်ခဲ့တယ်လို့ give ကိုတော့မျိုးဆောင်တွေမှာပေါင်းနေတာကိုပြန်တွေးခဲ့ရပြီးတောင်းညမ်းနေတဲ့ give me ကိုမတက်တာတဲ့အစုံကျိုးတုတ်ထားလိုက်ရပါတယ်အဲ့နောက်လေမှုခန်းကိုဖြတ်ပြီးဖောက်ဝင်မှုလုပ်ခဲ့ပေမဲ့ဝင်ပေါက်ကလေးတယောက်စာပဲစမ်းတာကြောင့် gift ကိုလွှတ်မရမယ်ဆိုပြီး band ကပြောပါတယ် gift အဖေကအစာပိုင်းသဘောမတူခြင်းပေမဲ့မတူရင်လည်းနီးလမ်းမရှိလို့သဘောတူလိုက်ရပါတယ် gift လုပ်ပေးရမှာကအဲ့ဒီတကားကနေအဲထဲဝင်ပြီးဝင်ပေါက်တကားခလုတ်ကိုနှိပ်ပေးဖို့ပါပဲ gift တကားကိုဖြတ်နိုင်အလိုက်မှာပဲတစ်ဖက်မှာလေရင်ပပလက်မှာတရေတွေအများကြီးပြည်နေခဲ့ပါတယ် အဲ့မှာလီရင်ကတစ်ချက်ရင်းသွားပြီး gift ရဲ့မိကတော့ coffee ပုံးကလွှင့်လာတဲ့ဓာရီခင်းရင်းတွေထိုးမိပြီးသိဆုံးသွားခဲ့ပါတယ်။စိတ်မကောင်းမိမှမတက်နိုင်ပဲဘန်းကအရင်ကဘာရီဖြစ်ခဲ့တယ်လေမိချင်မနူးကသူမရွယ်ခဲ့ဘူးလို့ထပ်ခါတစ်ခါပြောရင်တကယ်တော့နူးကအရင်ဒီလီရင်မှာရုတ်တရက်လူတွေကထူးဆန်းလာပြီးလီရင်မယ်ရီကပြေးဖို့အလုံးမှာကြောက်ကြောက်နဲ့လုံးဝကန်ပဲတွေကိုတကားမဖွင့်ပေးပဲတကားနဲ့ပိတ်တက်လိုက်တာပါ။ဒါကြောင့်မဲ့အဲ့လုံးဝကန်ပဲဟောင်းတွေကနူးကိုလှုံမပေးတာပါ။ထိုင်ချုပ်ခံတဲ့ဝင်မှုအလုံးမှာတေးသွားပြီဖြစ်တဲ့ gift မိကိုကတရေပူပြီးတိုက်ခိုက်ပါတယ်။ bank နဲ့နူးလို့လဲ တတိမိတ်သွားတာကြောင့်သားဖားနှစ်ယောက်လေရင်ကိုကိုယ်တိုင်မောင်းရပါတယ်သူသမီးကိုသမီးစော့နေကြဂိမ်းလို့ပဲစိတ်မပူတဲ့ဆိုပြီးလှောက်ခိုင်းပါတယ်ဒါပေမဲ့လေရင်ကီယာကဘလို့မှဆွဲလို့မရပါဘူးအဲ့ဒီအချိန်ဘန်းတတိပြန်လဲလာပြီးလေရင်ကိုသူကိုယ်တိုင်ပြန်မောင်းပါတယ်အောက်ရောက်ခံနေမလို့အောက်မှာရှိတဲ့သူငယ်ချင်းစီကိုဖုန်းဆက်ပြီးသူတို့စဉ်သက်ဖို့အကူအညီတောင်းပါတယ်ဒါနဲ့လေရင်မှုတယောက်နဲ့ဖုန်းချိတ်ဆက်ပြီးလင်းရင်စင်းမှုအကူအညီရပါတယ်။လင်းရင်ကအောက်ကိုရောက်လို့ဘိန်းချကန်ဒီမှာအစင်းကီယာကချလို့မရပါဘူး။ညက်နေတယ်လို့ဘန်းကထင်ပေမဲ့တကယ်ကတရေရီယာနဲ့ချီပြီးလင်းရင်ဘိန်းချမရအောင်လက်တွေနဲ့ဆွဲထားကြတာပါ။ ်လေရင်ကလည်းလုံးဝအိုဟောင်းပျက်စီးနေတဲ့ပုံစံမှာဒါပေမဲ့နောက်ဆုံးမှာတော့ဘန်းရဲ့ကြိုးစားမှုကြောင့်ဘိန်းချနိုင်သွားပါတယ်အဲဒီခိုက်တန်းမှာပဲလေရင်ကလည်းအစ်စ်တိုင်းပြန်ဖြစ်သွားပါတယ်လေရင်ကိုကယ်သေးရင်မိသက်ကားတွေဦးညီပေးချိန်မှာလူနာတင်ရင်ပေါ်ရောက်တော့အသက်ရှင်ကျန်တဲ့သူက၄ယောက်ရှိရမယ့်နေရာမှာ၃ယောက်ပဲရှိနေခဲ့ပါတယ်ဒါနဲ့နူးရောလို့ရှာချိန်မှာနူးကတေသွားခဲ့ပါပြီတကယ်ကတရဲတွေကနူးတေသွားလို့အလွတ်ပေးလိုက်ကြတာပါလင်းရင်လိုင်းကတော့အဲ့ဒီလင်းရင်ကိုနောက်ထပ်ဘရောမှမတုံးဘူးအပီးပိုင်ချိတ်ပိတ်လိုက်ပါပြီနူးကတော့အဲ့ဒီလင်းရင်ထဲမှာပဲရှိနေတုံးပါပဲ